ီ main တစ္ဆာလေးဆိုရင်လေတက္ကလက်သိန်းတရာမကောက်အလုံးမင်္ဂလာပါခင်ဗျာဒီကြောက်လေးကခန်းဒီကြောက်လေးဗျအဲဒီကြောက်လေးကအရင်တော့ကဒီ3ဆဟို3900ပေးပြီးသားဗျအာလောဆယ်လက်ရှိဈေးကွက်မှာတော့ဒီကောင်လေးက3600ပဲအမြင့်ဆုံးပြန်ပေးတာဗျအာဒီတစ္ဆာနှစ်ဆကတော့အမြင့်ထင်ပေါ့နော်ဟိုဘက်တစ်ချမ်းကတော့ဆက်ပြီးတော့လိုက်ရအောင်ပါဗျကြောက်က အဲဒီအစာလေးကခေါင်စပါပဲဒီခေါင်လေးကတော်တော်လေးကိုမိုက်တယ်ဗျ။ तू ကလုံးဝအရေကိုခဲနေတာပေါ့နော်အဲဒီအစာလေးကဒီအစာလေးကလည်းသူ့အနဲ့သူအရေသားတော့တဲ့တယ်ဗျ။ဒါမဲ့အနာလေးနည်းနည်းများတယ်။အဲဒီအစာလေးကအဓိကခေါင်စပေါ့နော်။အဲကျွန်တော်နန်းလေးတားတာဗျ။အဲ့ဒါလေးဖြတ်ရမှာပေါ့။အောက်ကအသားကြောလေးဆိုတော့အဲ့ဒါလေးကိုဖယ်ထုတ်ရမှာဗျ။ဒီတစ္ဆာလေးကအရေတော်တော်ခဲတယ်ဗျ။ तू ကလုံးဝကိုအရေစောလက်ပေါ့နော်။အထဲထဲမှာအရေခဲဗျ။ ဒီကြောက်လေးတွေကရောင်းရမှာနှမျောလို့ကျွန်တော်အဆုံးထိလှုပ်လိုက်တာဗျဒါလေးက main တစ္ဆာလေးကိုကျွန်တော်တွေးလိုက်တာဗျအဲဒီကြောက်လေးက4.80ကလတ်ဂျန်နေပေါ့နော်အဲကြောက်လေးကအနာစာကင်းနေဗျဒါမဲ့သူ့ရဲ့မျိုးရန်တက်လာအောင်ကျွန်တော်ဒီကြောက်လေးကိုဘိုက်ဖက်ကနေနည်းနည်းချလိုက်တယ်ဗျအဲတော့ကြောက်လေးက4.30ဂျန်နေပေါ့နော်အဲဒါကတော့အမြင်ထင်တစ္ဆာနှစ်ဆဘက်ကထွက်တဲ့ကြောက်လေးတွေဗျ အဲကြောက်လေးတွေကတော်တော်လှတယ်ဗျကိုနော်သူကလေးကလက်ကြောကြံလာဆိုတော့အဲဟိုဘက်အချမ်းလေးလဲဆက်ပြီးဖြတ်လိုက်တယ်ဗျအဲ့ကောင်လေးတွေကတော့အနာနည်းနည်းများတော့ဒီအပွင့်သေးလေးတွေရောထွက်တယ်ပေါ့နော်အဲဒီကြောက်လေးတွေကတော့ကျွန်တော်ကတော့တင်းထားမှာပါဒါလေးတွေကတော့တင်းကြောက်ဖြစ်သွားပြီပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်